2025ခုနှစ်ဇွန်လ16ရက်ဒင်းလာနေမင်းဆိုးဆိုးနှုတ်ကရွန်ကြီးဖျားခင်နာတယောက်လာတဲ့ကျွန်တော်တို့တပြက်ခန်းစားပြီးဒီဒီကာလတော့လာချင်လိုက်မဲ့ခွင့်ရအတွက်ဖြစ်စဉ်ပြည့်ဖြစ်ရှင်တော်မှာပုံကြီးပါစေတော့ကာလရှင်ရှိစွာရင်းရွေးတော်မှာဆိုရင်နှစ်စာနေဒီကနေ့ပါဝင်ကျွန်တော်ချက်မှတယောက်ချင်းစီအသက်ရှင်ကလေးရပေါင်း169ရက်ရှိခဲ့ပြီဖြစ်ပါတယ်ကိုလိုကရက်169ရက်ဘလို့တော့ပြုတ်ကလေးပြန်ပြောင်းဆက်ဆက်စစ်စစ်စားဆင်ခြင်မှုခွင့်အောင် မနက်ဖြန်နေစပြီးနှစ်ကုန်ထီကျန်ရှိသေးတာတော့198ရက်ကျန်ပါသေးတယ်ကျန်ရှိသေးတဲ့198ရက်ကိုလည်းကာလချင်းအောင်အကောင်းဆုံးရွေးနုတ်ပြီးသွားလာခြင်းလည်းပို့လို့မှာရှေးဥစွာတိုက်တွန်းလို့ဆိုပါရစေဒီကနေ့ my blessed morning အစီအစဉ်ကိုအဓိကချေပြီးမှကြားစာတော့ယောမရစာခန်းကြီး1အပိုင်ငယ်10ဖြစ်ပါတယ်တင်တို့ယုံကြည်ခြင်းအရာသည်မြေတပြင်လုံး၌အနှံ့ပြားကြော်စောသည်ဖြစ်၍တင်တို့အကြောင်းကြောင့်ယေရှုခရစ်အားဖြင့် 拿一皮鞋看，就是着个，鞋油刷拿千万亿。那个我到底，阿达现在是二比咱要多么皮鞋看的，阿得得办起来，感激比方是讲，阿门。要么咪么些，有几多耶，有几样不特他们诺些，千万是卡表公达么讲，多着讲讲皮鞋看，就是着千万来是嘞，哎呀，我破表了，来，主要么皮白嘞。这样子啊，变记录先，等着用几件压下的。 ော်ရောမမျိုးလို့ပြောတဲ့ Roman နော်အဲ့ခေတ်မှာတကယ်ဟာလာထိတ်တန်းပေါ့လေအင်အားကြီးဆုံးဩစာအနာရှိဆုံးပါစဉ် Roman Empire ကြီးလွှမ်းမှုရချင်းအမှရောမလူဆို Roman citizen ဆိုတာဂုံအလိုလိုနေရှိနေတာဟာဒီခေတ်ကလာချုပ်နိုင်ငံကြီးတွေဟာလာနိုင်ငံသားဖြစ်သွားတဲ့ခါပေါ့လေအဲ့သူအဲ့ဒါပေါ့ပါတအားဂုံကြဆိုသူလက်ဂုံစရာဖြစ်ပါတယ် ဒါပေမဲ့အဲ့ဒီဂုံယူခြင်းတဲ့သူသူတို့တက်တာတော့တမလို့ရှင်ပေါ်လို့ဂုံယူတဲ့ရာရှိပါတယ်အဲ့ဒါပါလေသူတို့ Roman citizen ဖြစ်ခြင်းမဟုတ်တော့ဘူးဘယ်ပေါ်မှာလဲသူတို့ရဲ့ယုံကြည်ခြင်းအရာပေါ်မှာဘာလို့သူချီးမွမ်းရတာလဲဘာလို့သူဂုံယူပြောရတာလဲယောမမျိုးမှာရှိတဲ့ယုံကြည်သူတွေရဲ့ယုံကြည်ရာမြေတပြင်လုံးမှာအနှံ့ပြားကြော်စိုးတယ်လို့ဖော်ပြပါတယ်ဟာလေလုယား 土里有钱，土里台湾的嘛回事啊，嘛不呢？北方有钱的捧土堆，日本的哎，要么奴隶劳工啊，要么家养，哎，没有，太多那种东西。但是诺些家伙，皮巴的没，但只能追杀一帮人。但土土里啥子啊？蛮巴人不算。土里有钱哎呀，米皮鲁嘛，那边焦少的皮子焦，顶住啊，姜姜，一些小块鸦片，偏黑，几十路，牙签碗内路，旁边巴人，巴人巴头路呢？ 入门的也，要么牛头牛大的也，那个，有几斤？哎呀，这讲屁把人！都是有几斤干活差的也蛮好不？有几斤干活了也蛮好得。有几斤啊，帮我们辛苦，挺大劲的。这个别帮我们姐了，莫哭呢。别提了，年纪偏老了。啊，这个啊，我第一批刚批八的嘛，他们提起来了，哎，去干了吗？不买压缩嘛？ ယောမမျိုးရဲ့ယုံကြည်သူတွေရဲ့ယုံကြည်ခြင်းကတကယ်ပဲအားကျလောက်တဲ့ယုံကြည်ခြင်းဖြစ်နိုင်တယ်ဆိုတာကိုကျမ်းစာဖော်ပြချက်ပေါ်ရပ်တည်ပြီးတော့ကျွန်တော်ဝေဟလိုပါတယ်။ဒါဒီနေ့ကိုယ်တက်တာတည်းစဉ်းစားရအောင်။ကျွန်တော်ကျမရဲ့ယုံကြည်အောင်ဘယ်လောက်ထိနှံပြနေလဲ။ဒါတအားရေးကြည့်ရအောင်ပါ။ကျွန်တော်ကျမပေါင်းတယောက်တည်းရဲ့ဟာလာအသိန်းတော်မိတ္တရာယုံကြည်ခြင်းအပြင်ကျင်လည်မှုရှိလားမရှိဘူးလားအဲ့လိုရှိခဲ့ရင်လေအဲ့ယုံကြည်ကဘယ်လောက်ထိနှံပြနေပြီလဲဆိုတာကိုဒီနေ့ နှုတ်ကတော့ရက်တည်ပြီးတော့ဆက်စစ်စဉ်းစားဖို့လို့ကကြောက်တိုက်တော်လို့ဆိုချင်ပါတယ်ကျွန်တော်ယုံကြည်ရင်ကျွန်တော်ဘေးပောင်ကျော်သိပြီလားဘေးပောင်ကျော်ရှိလို့ဟာသူရဲ့တောင်းလာခြင်းလည်းမှုတွေကခရိယံပဲအဲ့လိုမျိုးပောင်ခြင်းသိလားအော်သူတို့ဟုတ်လားထမြောက်တော်မူသောအရှင်ကိုးကွယ်တယ်ဆိုပါလားယေရှုခရစ်ဆိုတဲ့ထမြောက်တက်ရှင်တဲ့ပုဂ္ဂိုလ်ကိုးကွယ်လူတွေဒီလိုမျိုးဖြစ်ရမယ်ဆိုတော့ ပေါင်းခြင်းပြောတဲ့အတန်တွေကျွန်တော် ကြားရလားဒါကျွန်တော်တက်တော်တဲ့စဉ်းစားဆရာပဲဖြစ်ပါတယ်ဒါကြောင့်ဒီနေ့ချစ်တော်ညီကောင်မရောက်တိုင်းတော့ယောမလူတွေရဲ့ယောမမျိုးသူမျိုးသားတွေရဲ့ယုတ်ချင်းရာမြေကြီးတစ်ပြင်လုံးနှံ့ပြတဲ့ကဲ့သို့ကျွန်တော်ယုတ်ချင်းရာအပယ်ပြတော့ထိနှံ့ပြနေပြီလဲဆိုတာကိုကြီးစွာချီးမွမ်းစရာတစ်ခုအနေနဲ့ဆန်းစစ်စဉ်းစားဖို့လိုကတိုက်တွန်းလို့ဆိုပါရစေ ဒီကိကြောက်ရဲနှုတ်ကွတော်နဲ့ဝေခချရာဖြင့်ရောက်တဲ့မောဖျားသခင်သည်အတ္တတပံပြန်လဲကောင်းချီးပေးပါစေတော့ဆုတောင်းနိုင်ကြပါစို့မြတ်တော်ရှင်ဖာပြားယောမမြို့မှာရှိတဲ့ယုံကြည်သူတွေရဲ့ယုံကြည်ခြင်းရာဟာခြေမွန်းစရာကောင်းတဲ့ရာဖြစ်ပါတယ်သူတို့ရဲ့ယုံကြည်ရာမြေတပြင်လုံးမှာအနှံ့ပြားကြော်စောတယ်လို့ပြောပါတယ်ရောက်သူတို့အတွက်ကြောင့်ပါရမီသခင်ယေရှုခရစ်ကမိသည်ပြုပြီးတော့တမန်တော်ကြီးကဖျားသခင်ကြီးစုတော်ကိုရှေးဥစွာခြေမွန်းရတဲ့အကြောင်းရင်းပဲဖြစ်ပါတယ်ဣတိသားတို့ဘဝတတ်တာလဲ ပါရယုံကြည်ရာအပယ်များလို့ဒီနှံပြကြော်စိုးနေရဆိုတာကိုနှုတ်ကတော့ယက်တီပြီးဆန်းစစ်စန်းစားစရာအကြောင်းဖြစ်စေဖို့တန်ချုံညီနာဖျားအဖြစ်အလင်းပေးခြင်းပြက်ပြင်းခြင်းသွန်သွင်းခြင်းတို့ကပြုပြီးတော့ကောင်းချီးပေးပါမိကြောင်းဒီချင်းမှာအရှင်ပြန်ထမြောက်အသက်ရှင်တော်မူသောအရှင်ယေရှုဖျားနာမတော်ပြည့်ကိုမိပြုပြီးခြေဆိုတာပေါင်းချီးမွမ်းခြင်းနဲ့တူဆုတောင်းအနှံ့ကြပါရယ်အဖဖျားသခင်အာမင်ပြီးခဲ့မနေ့ကတော့ဆာလံကျမ်းနေစဉ်းစားတယ်မနေ့ကလည်းဆာလံကျမ်းဒီတပတ်တက်ကတော့ ဆက်လန်ကျန်းဒီပဲ၄ချိန်စစမယ်ဒီနေ့တင်လာနေ့လာမဲ့ပုတ်ထုနေ့လာမဲ့တောက်ကျန်းနေ့၃ချိန်ရောပါစာစစမယ်ဆိုတာချွတ်တင်ပြီးတော့ကျွန်တော်ဖော်ပြလိုပါတယ်လို့ကျွန်တော်မြစ်တယ်ခင်ကျင်တာတော့ကျွန်တော်ရဲ့ဝင်ငါချက်ကိုအသက်တာမှာကောင်းချီးမင်္ဂလာတိဆောက်ဆရာဖြစ်ပြီးတော့ဟာလာအသက်တာအတွက်တကယ်ပဲ reflect ဖြစ်သွားရပါလိမ့်တက်တွေရှင်လာအရသွားရဆိုလို့ရှိရင် public မှာ share လုပ်ခြင်းဖြင့်အမှုရမြန်မာဆက်လက်ပေါင်းပေးပါအောင်လို့ဟောတောင်းဆိုလိုပါတယ် လှုပ်ဆောင်သွားမဲ့သူရောက်တဲ့ပုံမှာဘုရားသခင်သည်ကြီးပါတဲ့ကောင်းချီးမင်္ဂလာများနဲ့တောင်းလောင်းပြီးလှပြတော်မူပါစေတော့အာမင်